ဒီနေ့မှာကိုယ့်ရဲ့အတွေ့အမြင်ယုံကြည်ချက်တွေနဲ့ခန်းစားချက်တွေကိုဖော်ပြတတ်ဖို့ဆရာသင်ပေးမယ်။ဒီနေ့သုံးမဲ့ silence ကနည်းနည်းတော့ရှည်သွားတယ်ဆိုပေမဲ့လည်းဒီနေ့ဆရာဒီစီချာလေးထပ်နေပြီးမှဆိုတော့ဒီစီချာလေးထပ်ရအောင်ပါပါမယ်။ဆိုတော့ကြည့်လိုက်ရအောင်။ဘာလဲပုံစံလေးတွေက subject ပါမယ်။ verb verb ကဟုတ်နောက်ဆုံးအလုံး verb ရှည်ဆုံးက subject လို့ဒီပုံအားဖြင့်မှတ်ထားမယ်။ Now that clause ပါမယ်။ that clause ဆိုတာဘာလဲဆိုတော့ that ပါတဲ့ secretary that ပါတဲ့ secretary ကဘာလဲဆိုတော့ဆရာအနည်းဆုံးသုံးပုဒ်လောက်ပြပြီးဒီသုံးပုဒ်ကိုဆရာရဲ့လန်နာတွေကစမ်းကြည့်မယ်။ ဒါဆိုရင်ဒီနေ့ that ပုံစံလဲ that clock ဆိုပုံစံလဲနားလည်သွားလိမ့်မယ်မိုက်တယ်အဖြစ်ဖြစ်နဲ့စမ်းလက်တွေကတနေ့ထက်တနေ့ရှင်းလာမယ်ပြီးလို့ရှိရင်စမ်းလက်ပုံစံတွေဟိုပေါ့နော်အာ low at the lock basis တွေများများစုမိပြီဆိုရင်ဆရာ survive ကိုရေးမယ် survive ဆိုင်တဲ့အခါမှာလဲ technique တွေဆရာဆက်ပြီးတော့သင်ပေးဦးမယ်ကြည်ရအရေးကြီးတာတော့နေ့တိုင်းအချိန်ခံခံပုံမှန်လေးလေးလာဖို့အရေးကြီးတယ်ဒါအရေးစိတ်မလောနဲ့ပုံမှန်လေးသွားကြပါပေါ့နော်သူမကကျင်နာတတ်တယ်လို့ငါထင်တယ်ဟုတ်ပြီ subject ကိုလိုက်ရှာမယ် subject ကိုမဆိုင်မှာ verb ကိုရှာရတာပို့ပြီးတော့ကောင်းမယ်လို့ထင်တယ်နော် verb ကနောက်ဆုံးအတော့ထင်တာအဲ့ထင်တဲ့သူဟာ subject ပဲ သူမက subject မဟုတ်ဘူးဒီမှာ subject ကဘာ subject ဆိုရင်ငါ subject ဘာဖြစ်လဲဆိုတော့ထင်နေဆိုကသူမကထင်တာမဟုတ်ငါထင်တာဆိုတော့ဒီဆန်းနဲ့မှာ subject ကငါဆိုတော့သိရမယ်အဲ့တော့ရှင်းဆုံးက subject ဖြစ်နိုင်တယ်ဆိုတာဒီဖြစ်နိုင်တယ်ဆိုတဲ့အစမရှိရတကယ်တကယ် verb ကိုလုပ်တဲ့ဟာက subject ဖြစ်တယ်ဆိုတော့ဇာတ်ကဒီ subject ဖြစ်တဲ့ i ကိုရေးလို့ရလိုက်တယ် subject ပြင်ပါလာမယ်ဆိုရင် verb လာ verb ကလာမယ်ဆိုရင်ထင်တယ်ဆိုတာ i think ငါထင်တယ်ဘာကိုထင်တာလဲလာပြီခင်ဗျာဘာကိုထင်တာလဲအတွေးတော်တယ်ဘာကိုယုံကြည်ရလဲ ဘာတွေခံစားနေရတာလဲဆိုတဲ့ဟာတွေဒီနောက်မှာဓာတ်နဲ့ထည့်ရမယ်။ဘာလဲဆိုတဲ့ဟာကိုထည့်မယ်။ဒီလို့ဆိုတဲ့ဟာလေးကိုဒီဓာတ်ကတော့ဓာတ်ကလုတ်ပေးပါ။ဒီဓာတ်ကထည့်ပေးတာဆိုတာနော်လို့ဟုတ်ဒီလိုဒီနေရာမှာအဲ့လိုအသေးပဲမျိုးထွက်တယ်။ဒီနောင်းနေတဲ့တွဲတဲ့ခါကျတော့သူကထိုးရာဆိုတဲ့အသေးပဲမျိုးထွက်တာမျိုးပေါ့နော်။ demonstrating မှာဆိုရင်တော့ဒီနေရာမှာတော့ဒီဆိုတာတို့လို့လို့ဟုတ်ဆိုတဲ့အသေးပဲလို့ဘာဖြစ်တယ်လို့လဲ။သူမကျင်နာတက်တယ်လို့ဆိုတာသူမကျင်နာတက်တယ်ဆိုရင်ဒီစာကြောင်းအကြောင်းအရာတစ်ခုလုံးကိုတန်းနောက်မှာထားလိုက်ရုံပဲဒါဆိုရင်ပြီးပြီ။ ဒါဆိုတော့ဒါမှဓာတ်နဲ့ဆက်လိုက်ပဲ I think that ငါထင်တယ်ဘာဖို့ထင်တာလဲဘာဖြစ်တယ်လို့ထင်တာလဲဆိုတော့ဒီတော့မှ subject တစ်ခါပြန်စမယ်။သူမဒီဆိုတော့ရှိကျင်နာတက်တယ်ဆိုတာ adjective ဆိုတာ kind ကဲရှိရစီးတယ်မှာတင်ထားတယ် adjective ဒီကျင်နာသောဆိုတဲ့ပြပထတယ်ဒီ subject ပဲဖြစ်အောင်မအမစ်စာထည့်ရတယ် she is kind သူမကျင်နာတက်တယ်သူမသူဆိုတဲ့စာကြောင်းလေးကြောင်းပြည့်စုံတယ်ဒါပေမဲ့ဓာတ်နဲ့ဆက်လိုက်တယ်ဘာဖြစ်သွားလဲသူမကျင်နာတက်တယ်လို့ဘယ်သူထင်လဲလဲ i think အထင်တယ် i think that she is kind ကားဒီမှာဓာတ်ကိုမြုပ်ပြီးရေးလို့ရတဲ့အနေအထားမျိုးရှိတယ်။မြုပ်တာလည်းမမြုပ်တာလည်းကွာချက်ချက်ကိုနောက်မှဆရာ session ကြမယ် loss ဓာတ်ကလေးထည့်ပြီးရေးတောင်းရင်သင်မိမယ်။သူတို့လာနေပြီဆိုတာငါသိတယ်။ဒါကကိုယ့်ဘောက်ရေးကြည့်ဒီဘောက်ကလွယ်တယ်မင်းလေးလွယ်လို့အေးကြည့်။ယူသားမှုကအေးကြီးရဲ့ဆိုတာငါယုံကြည်တယ်။ဒါမင်းလေးနဲ့လည်းခတ်တယ်ဆိုတော့ဆရာရေးပြမယ်။ Okay subject ကိုမချတဲ့ဘောင်ရင်ရှာကြမယ်တပည့်တို့ယုံကြည်တယ်ဆိုတဲ့ဘက်ကိုရင်ရှာမယ်။ဒီယုံကြည်တဲ့ဆက်ဘက်ကိုလောက်တာဘယ်သူကယုံကြည်ရလဲ။ငါကယုံကြည်ရဆိုတော့ဒီဆန်းတဲ့မှာဒီယူသားမှုက subject ပေါ့ငါက subject အား ယုံကြည်တာကိုဘယ်လိုခေါ်လဲဆိုရင် B E L I E V E belief လို့ခေါ်တယ် I believe ဘာကိုယုံကြည်ရလဲဘာဖြစ်တယ်ဆိုတာကိုယုံကြည်ရလဲမဆိုတာဘာလုပ်ပေးမှာလဲဒါကလုပ်ပေးမှာဒါအနောက်မှာစပြီး subject verb စပြီး he ုံပဲပြီးပြီ I believe that ဘာယုံကြည်လဲယူတာမှုဒီအရေးကြီးတယ်ဆိုတဲ့အစားအကြောင်းတကြောင်ဒါနောက်မှာရေးလိုက်အဲ့လိုဒါကစပြီးအဲ့အဆုံးထိဒီ that clock လို့ခေါ်တယ်ယူတာမှုဘယ်လိုခေါ်လဲဆိုတော့ H O N E S T Y ဒါ H နဲ့စပြီးမဲ့တော့ honest လို့မထွက်ဘဲနဲ့ honest လို့သာထွက်တယ် honesty လို့ထွက်တယ် honesty honest ကယူသားတော့ honesty ကယူသားမှုเนาะ i believe that honesty အရေးကြီးတာဘယ်လိုခေါ်လဲဆို important i am pure and important important ကလည်း adjective ပဲလေဒေါ်နဲ့ဆုံးတဲ့ adjective ပဲဆိုတော့ဒီမှာ is တဲ့ဥမာပေါ့အဲ့တော့ i believe that honesty is important ဒီ that ကလည်းဒီအဆုံးကြီးကိုဘာလို့ခေါ်လဲ that clock လို့ခေါ်တယ်ဘာကိုယုံကြည်ရလဲဒီတကယ်လုံးကိုယုံကြည်တာ honesty ဒီ important ဖြစ်ပါတယ်ဆိုတဲ့ဒီစကားတွေတခုလုံးကယုံကြည်တယ် i believe that honesty is important သူမှပင်ပန်းလေရလို့သူမှပြောခဲ့တယ် ဲဒါဆိုရင်ဒီတပုတ်ကိုတော့ဆရာလန်နာမြရေးကြည့်ပါအဖေကမှန်တယ်ဆိုတာသူမှသိကြတယ်အဲဒါလေးလည်းရေးကြည့်ပါဒါလေးတပုတ်ရေးပြမယ်ပညာရေးကမရှိမဖြစ်လွယ်တယ်လို့ငါမိပါရဲ့သဘောတူတယ်သဘောတူတယ်ဘယ်လိုသဘောတူတာလဲပညာရေးကသဘောတူတာမဟုတ်ငါမိပါတဘောတူတာငါမိပါဆိုတဲ့ဟာဒါ subject ငါမိပါလို့ဘယ်လိုရေးလဲဆိုရင် my parents subject ပြီးသွားပြီဘာလာမလဲ verb လာမယ် subject ပြီး verb ကဘာဖြစ်တာလဲသဘောတူတာသဘောတူတာအင်္ဂလိပ်လိုခေါ်တယ်ဆို agree လို့ခေါ်တယ်ဘဝန်းသုံးထားတယ်ဘဝန်းသုံးရင်ဒီကောင်တစ်ခုလေးဆို s ထည့်ရတယ် အများဆိုမထည့်အောင်မိဘနှစ်ပါးဆိုတာအများဆိုတာအချက်စရာမလိုဘူး။ဘာကိုယုံကြည်ရလဲ။ပညာရေးကမရှိမဖြစ်လိုအပ်တယ်လို့အဲလို့ဆိုတာဓာတ်ကလုံးပါ။ဓာတ်နောက်မှာဆောက်ချက်ကလည်းဆက်ပြီးရေးလိုက်အောင်ပဲ။ဘာကအရေးကြီးလဲပညာရေးသည်မရှိမဖြစ်လိုအပ်ပါသည်။ပညာရေးဆွေးနွေးနေသည်ရမယ်။မရှိမဖြစ်လိုအပ်တဲ့ဆွေးနွေးနေသည်ရမယ်။ဖိစာကိုကျွမ်းကျင်မှုဆိုတာကတခုတည်းကျွမ်းလို့မရဘူး။ vocabulary ကောင်းရမယ်။ဘဝတုဒ်လည်းရှိအောင်ပဲ။ဒီ grammar နဲ့ပတ်သက်တဲ့ဒီစနစ်တွေကိုလည်းသိအောင်ပဲ။ဒါပေမဲ့လည်းဒါက လေးလာလို့မကုံနိုင်တဲ့အရာဆိုတော့ဟိုမကုံနိုင်တဲ့အရာပြတော့မဟုတ်ဘူးဟိုအတိုင်းအတာတစ်ခုထိလောက်လေးလာလိုက်မယ်ဆိုရင်တော့ရတဲ့တလောက်ရလာမယ်ပြောချင်တာကအဲဖြစ်ချင်တဲ့လောက်မရရင်တော့မလုံးတလောက်တော့ရလိမ့်မယ်ပေါ့နော်အဲ့တော့လုံးတလောက်ရမယ်ဆိုတော့လုံးပေါ့ပညာရေးကိုဘယ်လိုခေါ်လဲဆိုတော့ education လို့ခေါ်တယ် I believe that education မရှိမဖြစ်လို့တော့အင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုရင် necessary လို့ခေါ်တယ်အဲ့ဒါ adjective ဖြစ်တယ်မရှိမဖြစ်လို့တော့ essential လို့ပါလို့ရှိတယ်အဲ့တော့ my parent agree that education ဒါ adjective ပဲဆိုတော့ ကြာပါဒီမှာ is လေးတော့ထက်လာမယ်နော်အဲ့တော့ my parents agreed that ဒါမျိုးကလည်းသဘောတူတယ်ဘာကိုသဘောတူပါလဲပညာရေးဒီမရှိမဖြစ်လိုအပ်တယ်လို့ဒီတွေကဟာလေဇာဝနာပြောထားတယ် that clause ဒါ subject ဒါ verb ဒါ that clause okay ဒါဆိုရင်ဒီသုံးပုံဗီဒီယိုလေးခဏရေးပြရေးကြည့်မယ်သိရင်ဆရာအဖြစ်တိုက်ပြမယ်မားရဲဆိုရင်လည်းငါမားလိုက်တာဆိုပြီးတော့စိတ်တက်ကြစရာမလိုဘူးငါတိသွားတယ်ဆိုတာပြောပြီးတော့ဖြစ်နေရတယ်နော်အော်မှန်တယ်ဆိုရင်တော့ငါတီးပြီးသားကိုထက်တည်ရတာပေါ့ဒါပေမဲ့ပြောစရာကောင်းတယ်မားရဲဆိုရင်လည်းပြောလိုက်တာပါဒါဆိုမားရဲဆိုတော့အော်ငါမတည်ရထက်တည်သွားရ ကျန်ဆန့်ကြည့်ပါဦးဒီဟာပြီဆရာလန်နာရေးပြီးလို့ပဲယူဆရတော့မယ်အဲတော့ဆက်ပြနေစမယ်သူတို့လာနေပြီဆိုတော့ငါတိတယ်တိတာဒီနောက်ဆုံးလောက်ဘတ်ဆိုတော့ blue တိရငါတိရဆိုအိုင်းနဲ့ဆက်မယ်ပေါ့ i know ငါတိတယ်ဘာကိုတိတာလဲသူတို့လာနေပြီဆိုတာဒီဆိုတာဒီ that နောက်နောက်မှာဆက်ပြလာမယ်သူတို့ဒီဆိုတော့ they လာနေတာနော်အခုလာတာမဟုတ်ဘူးအာ sorry ပုံမှန်လာနေတဲ့ကိစ္စပြောမှာအခုလာနေတာဆိုရင် i miss our fine ကြီးနဲ့တော့ရတယ်ဆိုတာ odc ရရှိမှရှိတယ်အင်္ဂလိပ်စာအောက်တက်ကြည့်မှုရ30 cd မှာဟော speaking series မှာတော့ writing series ရဲ့ရှေ့ရက်တွေမှာပြောခဲ့ပြီးပြီအခုလုပ်နေတာဒီဘလုံးဒီ MSR မှာ ING ဆိုတော့အားထည့်မယ် coming တုံးလိုက်မယ် coming တော့ရင် e နဲ့ဆိုရင် e ဖြုတ်ပြီး ING ထည့်ရတယ် ING ဝင်မယ်ဆိုရင် e နဲ့ဆုံးတဲ့လောက် e ဖြုတ်ပြီးထည့်ရတယ်အဲ့တော့ဘာဖြစ်လို့ဒီ cam လို့ဘာမှမတုံးတာလဲအခုလာနေရမလို့ဒီက coming သူတို့လာနေတယ်ဒီဆိုတာကို I know ငါသိတယ်သူမပင်မနေရလို့သူမပြောခဲ့တယ် subject တုံးမယ်သူမတည်ဆိုရှိပြောရဲဆိုအများအများကြီးပဲတယောက်တစ်ပြောရင် say ပြန်ရပြောရင် tell အဲ sorry မှားလို့နော်တယောက်ထဲဆိုရင်စေအဲပြောရတဲ့သူရှိပြီးတော့နားထောင်နေသူ200ပေါ့ဒါပေမဲ့ဟိုဘက်ကလူကပြောမှာပြောတယောက်ထဲကပြောရဲဒါကနားထောင်နေသူပါရဲဆိုရင် tell တော့မယ်အပြန်အလှန်ထိုင်ပြောနေကြရင် talk ဘာသာစကားပြောရင် speak လို့ဆရာသင်ပေးထားတယ်ဒီနေရာမှာ तू မတယောက်ထဲပဲပြောရဲနားထောင်နေသူမပါဘူးဆိုတော့ say ပဲတော့မယ်ဒါပေမဲ့ say ကမှ तू ကပြောခဲ့ရဆိုတော့ဘာတူတစ်ပိုင်းတော့ say ရဲ့ဘာတူက set she said ဘာကိုပြောတာလဲလို့ဆိုတော့ that ness လိုက်တော့ she said that နော် subject ပြန်လာမယ် तू မပင်မန်းလေဆိုတော့ तू မ she ပင်မန်းက adjective ဆိုတော့ t i r e d tire ောတာခုလားအတိတ်လားအတိတ်မှာပြောတာဒါဆိုပင်မန်းတာရောဘယ်တော့မှပင်မန်းတာအတိတ်မှာပဲပင်မန်းတာလို့နားလည်ရမယ်ဒါဆိုဒီနေရာမှာအထိုင်းရအက်ဂျစ်တစ်ပင်မန်းသောဆိုအက်ဂျစ်တစ်ကိုပူမဲ့လို့ဒီ MSR ဖြစ်လို့မရတော့ဘူးအတိတ်ဆိုတော့ worst ပဲဖြစ်ရတာမယ်ဒီမှာ worst တော့လည်းတယ်ဆရာဒီမှာပင်မန်းခဲ့တယ်မှမပါလားဟုတ်တယ်ခါလီကြလို့ရှိရင်ဆရာတို့ကမြန်မာလိုပြထားတဲ့စာကြောင်းတွေမှာဒီအတိတ်သဘောတရားမပါလေအတိတ်သဘောတရားဖြစ်တယ်လို့ယူဆလို့ရရင်ဘာတူတော့ရမယ်လေဒီမှာပြန်စဉ်းစားကြည့်မယ်သူမဘာဖြစ်ခဲ့လဲပြောခဲ့တယ်ပြောခဲ့တယ်ဘာသူပင်မန်းတာလဲသူမပင်မန်းတယ်လို့ပြောခဲ့တာဆိုတော့ပြောတဲ့အချိန်မှာသူမပင်မန်းခဲ့ပြီ ပြောတာအတိတ်ဆိုရင် payment နာအတိတ်ထောင်ပို့ပြီးတော့တိတ်သေးတယ်။ဒါကြောင့် payment ခဲ့တာကို payment ခဲ့တာကို wordware နဲ့တောင်းရမယ်။အဲနောက်တစ်ခုအဖြေကမှန်တယ်ဆိုတာသူမတေချာတယ်။ဟုတ်ပြီ။တေချာတာဘယ်သူကတေချာလဲဆိုသူမတေချာတာဆိုတော့ဆရာရှိရတယ်ရှိ။တေချာတာဒီအင်္ဂလိပ်လိုဆိုဘယ်လိုခေါ်လဲဆိုရင် sure လို့ခေါ်တယ်။ဒါပေမဲ့အဲ့ဒါ adjective ဖြစ်တယ်။တေချာသည်မဟုတ်ဘူး။တေချာသောဆိုတဲ့အဓိပ္ပာယ်ထွက်တယ်။ဒါဆိုတော့ဒီရှိမှလည်းဆိုတော့ MS ဆာလေးကထက်လိုက်ရတယ်။ရှိ sure ။ဘာတေချာလဲ။ဘာဖြစ်တယ်ဆိုတာတေချာလဲ။ဆိုတာကိုစက်တစ်ပဲရအောင်ဆရာတက်လေးသုံးလိုက်တယ်။ကဲ။ တန်းတောင်မှာဆောက်ကြပါလာမယ်အဖြေကိုဘယ်လိုခေါ်လဲဆိုရင်ဒီအန်ဆာလို့ခေါ်ရအဘိဓိဒီလို့ဆိုရလဲဆိုတာဒါအာတန်ထွက်ရင်ရှေ့ရတဲ့ကိုဒီလို့ဆိုရမယ်အန်ဆာအာအာအာတန်ထွက်တာအိယာယူနဲ့မဆောက်ဆိုတော့ရှေ့ရစီရီနဲ့မှဆရာပြောခဲ့ပြီးပြီဒီအန်ဆာမှန်တော်တဲ့အင်္ဂလိပ်လိုခေါ်ရဆိုရင် correct လို့ခေါ်ရဒါပေမဲ့ correct ဆိုရဲခေါင်းကလည်း adjective ပဲဆိုတော့ဒီမှာ s ကတခါထက်ထရတယ်အဲ့တော့ jaw ထွေးမနေရဘူးเนาะဒါကအဖြေမှန်သည်ဆိုရဲဒါ clock တစ်ခုအဲ့ဒါကို that နဲ့ဆက်တဲ့ဒါ that clock ပေါ့ဒါက she sure ဆိုတာ subject နဲ့ verb ဇာမမရှူဟာ adjective ဖြစ်လို့ amissa ထည့်တာလေဘာဖြစ်လဲသူမအသေးချာတယ်ရှီရှူဟာဘာဖြစ်တယ်ဆိုတာကိုသိချာလေ answer is correct ကဲဟုတ်ပြီဆိုတော့ဆရာတို့ကဆိုလို့ရှိရင်ဒီနေ့မှာဆိုရင် that clause ရဲ့ပုံစံလေးကိုဆရာသိသိချာလေးရှင်းပြခဲ့ပြီဆရာရဲ့လန်နာများနေ့တိုင်းပုံမှန်လေ့လာပါရှေ့ဟောင်းတွေလည်းပြန်ပြီးတော့ကြည့်ကြပါကိုယ့်ရဲ့ level ကအဲ့လောက်တော့မရဘူးဆရာကြီးအဲ့လောက်တော့မှကျွန်တော်ကနားလည်ဖို့ခက်တယ်ကျွန်မနားလည်ဖို့ခက်တယ်ဆိုရင်ဒီ series ရဲ့အချိန်ဆုံးမှာအင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရ30ဆိုတာကိုအချိန်ကစာပြီးဆရာသင်ပေးထားတယ်အဲ့လောက်သွားကြည့်ပြီးမှလက်စင်းနေစီ တက်လာပါပေါ့နော်အင်္ဂလိပ်စာကိုလေ့လာဖို့အခွင့်အလမ်းတွေကိုဆရာဖန်တီးပေးထားတာဖြစ်ပါတယ်ဆိုတော့ဆရာရဲ့လန်တာများအင်္ဂလိပ်စာကြောက်ဆရာမဟုတ်ပါဘူးပြင်းကြီးတဲ့စိတ်ကသာကြောက်ဆရာကောင်းတာပါအဲ့တော့မပြင်းမကြီးနေတိုင်းပုံမှန်လေ့လာမယ်ဆိုရင်တော့ရမှာပါအလုံးမဲ့စူးစမ်း fight တယ်ပါ